ကျွန်တော်တို့ Adobe PageMaker မှာဒါရေးတဝချက်ရိုက်လို့မရတဲ့ပြဿနာဖြေရှင်းတဲ့နည်းလမ်းလေးဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာ Finance နဲ့ပြီးတော့မှ Preference ဆိုတဲ့ထဲကိုဝင်မယ် General ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးရပါမယ်ဒီကနေပြီးတော့တစင်ချင်းမဝင်ချင်းမှုဆိုရင်လည်း Keyboard ကနေပြီးတော့မှ Control ရဲ့ K ရဲ့နှိပ်ပြီးတော့အလွယ်တကူကျွန်တော်တို့ဒီမှာ Preference ဆိုတဲ့ဘောက်လေးကိုဖွင့်လို့ရပါတယ်ဒီရဲ့ဘောက်လေးကြာလာပြီဆိုရင်တော့ကျွန်တော်တို့က ဒါရေဒါဝတ်ချက်ရိုက်လို့မရတဲ့ပြဿနာဖြေရှင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာမိုးဆိုတဲ့အထဲကိုဝင်ပေးလိုက်ပါမယ်။မိုးပရီဖာရန့်ဆိုတဲ့ဘောင်လေးကြလာပြီဆိုရင်တော့ဒီရဲ့ဘောင်ထဲမှာကျွန်တော်တို့က U typographer ကိုဆိုတဲ့နေရာလေးမှာအမှန်ချက်လေးဖြုတ်ပြီးတော့ okay လေးနှိပ်ပေးရမယ်။ okay လေးနှိပ်ပေးရပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ပေးမိကာထဲမှာ when found နေနဲ့စာရိုက်တဲ့အခါမှာဒါရေဒါဝတ်ချက်ပြန်ပြီးတော့မှရိုက်လို့ရသွားတာကိုတွေ့ရပါလိမ့်မယ်။ဒါဆိုကျွန်တော်တို့အားလုံး နားလည်လောက်မယ်လို့ထင်ပါတယ်